င်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်္ဂလာတော်မြို့နယ်ကြံ့ခိုင်ရေးပါတီယုံကိုဘုံခွဲတိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရန်ကုန်တိုင်းမင်္ဂလာတော်မြို့နယ်ကစေအုပ်စုရဲ့နိုင်ငံရေးပါတီကြံ့ခိုင်ရေးပါတီရဲ့မြို့နယ်ယုံကိုရန်ကုန်အာမေဘွားရေးအဖွဲ့ကဘုံဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်စေအုပ်စုကျင်းပမဲ့တရားမဝင်ရွေးကောက်ပွဲမှာပါဝင်ထုတ်ဆောင်နေတာကြောင့်ဘုံခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ရန်ကုန်အာမေဘွားရေးရဲ့ထုတ်ပြန်ချက်အရသိရပါတယ် နိုဝင်ဘာ14ရက်ညနေ9:30မိနစ်အချိန်မှာမင်္ဂလာတော်မျိုးနယ်ကြံ့ခိုင်ရေးပါတီရုံးကိုပြင်းအားမြင့်မိုင်းတစ်လုံးလက်ပြပုံနှလုံးတို့ဖြင့်ဖောက်ကွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်တိုက်ခိုက်မှုဖြစ်စဉ်အသေးစိတ်အခြေအနေကိုတော့မသိရသေးဘူးလို့လဲ YA ကကြေညာထားပါတယ်ဒီတိုက်ခိုက်မှုကိုတော့ရန်ကုန်အာမီ YA နဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့အနောက်ပိုင်းခရိုင်ပကဖားတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်ဆက်လက်ပြီးမောတော်မျိုးကို၃ရက်အတွင်းအောင်မြင်စွာသိမ်းပိုင် စစ်ကောင်မရှင်တပ်ဖွဲ့ဝင်52ဦးအရှင်ဖမ်းမိပြီးထိုင်းသို့ထွက်ပြေးသူများပြားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်အတွင်းထိုင်းမြန်မာနယ်စပ်မြို့ဖြစ်သည့်မောရာမြို့ကိုဒေါ်လာရေးပူပေါင်းတပ်ဖွဲ့များကယနေ့နိုဝင်ဘာ14ရက်နေ့နံနက်ပိုင်းတွင်သိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါတယ်။မော်ရောင်မျိုးကို၃ရက်အတွင်းတော်လန်ရေးတပ်ဖွဲ့များကတင်ပိုက်နိုင်ခဲ့ခြင်းဖြစ်ကလက်ရှိတွင်ပြည်သူ့စစ်များအပါအဝင်စစ်ကော်မရှင်တပ်သား52ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့ပြီးထိုင်းနိုင်ငံပတ်ချန်းသို့ထွက်ပြေးသွားသည့်စစ်သားအများပြားရှိကြောင်းလည်းသိရပါသည် တိုက်ခိုက်ခဲ့တာက၃ရက်ပဲကြာတာပြင်ဆင်မှုကတော့ကျွန်တော်တို့အချိန်များစွာယူပြီးတော့တေချာပြင်ဆင်ခဲ့တာဖြစ်တယ်။အတူတူပူးပေါင်းတိုက်ခိုက်ခဲ့ကြတဲ့တပ်ဖွဲ့တွေအကုန်လုံးကလည်းတက်ညီလက်ညီနဲ့စနစ်ကောင်းကောင်းနဲ့ဗျူဟာကောင်းကောင်းနဲ့တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ Force for Federal Democracy တပ်ဖွဲ့ဒူတောင်ဝင်ကအောင်အောင်ကသတင်းဌာနကိုပြောပါရယ်။မောတော်မျိုးကိုစစ်ကော်မရှင်ကလက်ရှိအချိန်အထိလေးချောင်းတိုက်ခိုက်မှုများစွာပြုလုပ်နေဆဲဖြစ်ပြီးထော်လန်ရေးတပ်ဖွဲ့များမှလည်းနေမြေရှင်းလင်းရေးလုပ်ငန်းစဉ်များဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း FFD ထံကသိရပါရယ်။ မျိုးသိန်းတိုက်ပွဲပြီးနောက်စစ်ကောမရှင်ထံက120မမ2လမ်း .5 တလမ်း60မမ3လမ်း RPG 2လမ်းငချင်းမီတလမ်းလက်နက်ငယ်29လမ်းကြီးတောင်မျိုးစုံ၊ဂျမ်မာခဲရံမျိုးစုံနဲ့စစ်ဘက်ဆိုင်ရာဆက်ဆက်ပစ္စည်းအများအပြားသိမ်းပိုက်ရရှိခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ကရွေးကောက်ပွဲကိုဟန်ပြပြုလုပ်ပြီးတော့ထွက်ပေါက်တစ်ခုရှာဖို့လုပ်နေကြတဲ့အချိန်ဖြစ်တယ်။အတင်းအာရမစုဆောင်ထားတဲ့စစ်သားတွေနဲ့ကျွန်တော်တို့တော်လန်ရေးတပ်တွေကိုထိုးစစ်တွေများစွာဆင်နေတဲ့အချိန်မှလည်းဖြစ်တဲ့ဒီအချိန်မှာကျွန်တော်တို့ဘက်ကတံပြန်တိုက်စစ်အနေနဲ့ ီမောတော်မျိုးကိုတိုက်ခိုက်သိမ်းပိုက်လိုက်တာကကောင်းမွန်တဲ့အောင်မြင်မှုတည်းရဲ့လို့ပြောနိုင်ပါတယ်ဟုဒူတာဝန်ခံအောင်အောင်ကဆက်လက်ပြောဆိုပါတယ်အဆိုပါမျိုးသိမ်းတိုက်ပွဲကို KNU KNL ဦးဆောင်မှုနဲ့အတူ KNL တက်မဟာလီမှတရင်203တရင်71 KMDO တရင်9တရင်72ဗမာပြည်သူ့လွတ်မြောက်ရေးတပ်မတော် BPL 44 Federal Democracy တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်းသိရပါတယ်ဆလပီအမေရိကန်စစ်တပ်နဲ့ရခိုင်တပ်တော် AA နေပြည်တော်နာတိရောက်လာကြပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် 2025အောက်တိုဘာလအတွင်းစီးရီးအကြောင်းအရာအနေနဲ့မြန်မာနိုင်ငံအနောက်ဘက်တစ်ဖက်မှာစိတ်ဝင်စားဖွယ်ဖြစ်ရက်တခုပေါ်ပေါက်လာခဲ့ပါတယ်။ရခိုင်ပင်လယ်ပြင်အနီးပင်လယ်ပြင်အတွင်း၌အမေရိကန်တပ်မတော်တင်မောတချို့မြောက်ဘက်အလျားလိုက်လှည့်လည်နေကြောင်းသတင်းထုတ်ပြန်ခဲ့ကြပြီးနောက်ပိုင်းတွင်အချို့အခြေစိုက်ရာများကိုသူတေသနလူခွင့်ရေးကောက်ွက်ရေးနှင့်လူမဆန်မှုကိစ္စများအတွက်သွားရောက်အကောင့်ထဲပို့ဖို့စီစဉ်နေကြောင်းထပ်မံသိရှိရပါတယ်။သတင်းအရအမေရိကန်တပ်များသည်အကူအညီလှုပ်ရှားမှုအဖြစ်ဆိုတော့လေ နိုင်ငံအတွင်းတွင်စည်ရေးဖွဲ့စည်းများအကြားထိုးထွက်လာသောတိုက်ခိုက်မှုများကြောင့်အနီးအနားဒေသများမှပြည်သူလုံခြုံရေးအတွက်စီအင်အားတစ်စိတ်တစ်ပိုင်းကိုတင်သွင်းလာခြင်းဖြစ်နိုင်ကြောင်းစည်ရေးသုံးသပ်ပညာရှင်များကမှတ်ချက်ပေးခဲ့ကြပါသည်။ရခိုင်အနောက်ဘက်ကမ်းရိုးတန်းတွင်လက်ရှိအခါတွင်တိုက်ပွဲအချို့ဖြစ်ပွားနေသဖြင့်အမေရိကန်တပ်ဝင်လာခြင်းသည်ဒေသတစ်ခုလုံး၏နိုင်ငံတကာအာရုံစိုက်မှုကိုမြှင့်တင်လိုက်သည့်အဖြစ်အပျက်တစ်ခုဖြစ်လာပါသည်။တပ်ဝင်မှုအကြောင်းအရာတွင်အမေရိကန်အစိုးရဘက်ကတည်ယူပို့ဆောင်ရေး ူအဖွဲ့အစည်းကယ်ဆယ်ရေးလုပ်ငန်းများအတွက်သာဖြစ်ပါတယ်ဟုပြောကြားတော်လဲဒေသခံများနှင့်နိုင်ငံရေးသုံးသပ်သူတို့ကတော့အနာဂတ်အတွက်စီးရေးအခြေဆိုင်ရာပြင်ဆင်မှုဖြစ်နိုင်တယ်ဟုတန်တရားရှိကြပါတယ်။နောက်ထပ်သတင်းအရအမေရိကန်သင်္ဘောသုံးစင်းနှင့်လေယာဉ်တစ်စင်းခန့်ကိုအိန္ဒိယသမုဒ္ဒရာကမ်းတစ်လျှောက်တွင်တွေ့မြင်ရပါတယ်။တပ်သားတို့သည်နေရာချထားမှုအနေငယ်ပြုလုပ်နေကြောင်းသတင်းချက်လက်များထုတ်ပေါ်ထားပါတယ်။ နောက်ပိုင်းနေတဲ့အမေရိကန်အစိုးရသည်မြန်မာအတွင်းသို့တပ်များကိုအမြဲတမ်းထားမနေပေအဖွဲ့အစည်းအကူအညီပေးမှုနေမည်အနီးအနားတွင်သာနေရာချထားမည်ဟုတင်ပြရရှိပါသည်ဆလဘီနေပြည်တော်တပ်ကုန်းမျိုးရှိစကဆကင်းစကန်ကိုစီးနေရစကဆများစကန်စွန့်ထွက်ပြေးတယ်ဆိုတဲ့တဲ့ကိုတင်ဆက်ပေးသွားမှာဖြစ်ပါသည် နေပြည်တော်ဥတ္တရသီရိတက်ကုံမြို့နယ်ရှိအကြံဖက်စစ်ကောင်စီကင်းစခန်းတစ်ခုကိုပြည်သူလူမျိုးရေးတပ်မတော် PLA ကနိုဝင်ဘာ12ရက်မှာဝင်ရောက်စီးနင်းခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေစခန်းဆုံးခွာထွက်ပြေးသွားတယ်လို့သိရပါတယ်ရတနာမြေအခြေပြုစစ်ကောင်စီလုံခြုံရေးကင်းစခန်းကိုညနေပိုင်းမှာဝင်ရောက်စီးနှင်းခဲ့ရာစီးနှင်းချိန်မှာစခန်းရှိစက္ကစတပ်ဖွဲ့ဝင်တွေစခန်းဆုံခွာထွက်ပြေးသွားပြီးကင်းကြီးမျိုစင်တွေဘန်ကာတွေကိုစီးနှင်းခဲ့ပြီးစခန်းကိုရှင်းလင်းရေးတွေလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ် အဆိုပါစခန်းဟာစစ်တပ်ကနှစ်နေဝင်းကျင်တက်ဆွဲထားတဲ့စခန်းဖြစ်ပြီးရမဲသိမ်းမြို့နယ်မှစစ်ကြောင်းတစ်ကြောင်းနေပြီးတော့နေအမြန်လမ်းမှစစ်ကြောင်းတစ်ကြောင်းအခြေဖြူစခန်းတစ်ခုမှစစ်ကြောင်းတစ်ကြောင်းစုစုပေါင်းစစ်ကြောင်းသုံးကြောင်းနဲ့စစ်ကောင်စီကနေမီစိုးမိုးရေးစစ်ကြောင်းထုံးနေစဉ်အခြေဖြူစခန်းတစ်ခုကိုဝင်ရောက်စီးနှင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်နိုဝင်ဘာ23ရက်မှာလေအဆိုပါစကမ်းတစ်ခုလုံးကိုဒုတိယအကြိမ်ထပ်မံရှင်းလင်းခဲ့ရာစကမ်းမှကြီအချို့၊ငွေသားအချို့နဲ့စစ်သုံးဆောင်ပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့တယ်လို့ဖော်ပြထားပါတယ် လက်ရှိမှာစစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းဟာရေရနာမြေအခြေပြုလုံခြုံရေးစခန်းနဲ့အနီးပတ်ဝန်းကျင်ရှိခြေရွာနှစ်ရွာမှာစစ်ကြောင်းအထိုင်ချလျက်ရှိတယ်လို့ဖြူတုလွတ်မြောက်ရေးတပ်မတော် PLA ကသတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။ဆက်လက်ပြီးတပ်မ33စစ်ကြောင်းကိုစစ်ကြောင်းပြုတ်တိုက်ခိုက်နိုင်ခဲ့သည့်မှတ်တမ်းရုပ်သံဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ ဇကိုင်းတိုင်းခင်ဦးနဲ့ကမ်းပလူမျိုးနဲ့အဆက်မှာအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်သားတွေကိုတိုက်ခိုက်ခဲ့ရာတမ33စစ်ကြောင်းမှုအပါအဝင်စစ်သားအယောက်50နီးပါးသေဆုံးခဲ့တယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကပြောပါတယ်။ကမ်းပလူမျိုးနယ်ကနေခင်ဦးမျိုးနယ်ဘက်စစ်ကြောင်းထိုးလာတဲ့တမ33ဦးဆောင်တဲ့အကြမ်းဖက်စစ်အုပ်စုတွေကိုနိုဝင်ဘာလ12ရက်မှာတော်လှန်ရေးတပ်တွေကဂျားဖြတ်တိုက်ခိုက်ခဲ့တဲ့မှတ်တမ်းရုပ်တံကိုဇေယအောင်အကောင့်ကနေကမ်းပလူဖိုးပိုင်းချဲစစ်ကြောင်းနဲ့အတူခင်ဦးတရင်သုံး PDF ဘိုးသားတင်စစ်ကြောင်း33ကိုဖြုတ်ဆိုတဲ့စာသားနဲ့အတူလူမှုကွန်ရက်ကနေမျှဝေခဲ့တာပါတိုက်ခိုက်မှုတွင်စစ်အုပ်စုဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားခဲ့ပြီးစစ်တုံးမှန်အဖြစ်ဖမ်းဆီးခံရသူတွေကိုလိုယုံထွက်ပြေးသူတွေလည်းများပြားခဲ့တယ်လို့တနက်16လနဲ့စစ်အုံဆောင်ပစ္စည်းတချို့ကိုလည်းဒေါ်လာရေးတက်တွေရရှိခဲ့ပါတယ်ကျမ33ဦးဆောင်တဲ့အကျန်းဖက်စစ်ကြောင်းကိုရွှေဘိုခရိုင်အမှတ်3တပ်ရင်ခေဦးရေဦးပကဖဒူဝွန်ရေဦးပကဖလက်ယုံတက်တို့နဲ့အတူရွှေဘိုခရိုင်အမှတ်25တပ်ရင် TPC တက်ခွဲတုံးတို့ကစစ်ကြောင်းဖွဲ့စည်းပုံပြတ်သွားတဲ့အထိဂျားဖြတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဆလပီရန်ကုန်အမြန်လမ်းမိုင်းတိုင်239ရှိစစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား2ဦးသေဆုံးပြီးဗိုလ်တအူထိခိုက်ဒဏ်ရာရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နေပြီးတော့တကုံမြို့နယ်ရန်ကုန်မန္တလေးအမြန်လမ်းမိုင်းတိုင်239ရှိအကြမ်းဖက်စစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်သား2ဦးသေဆုံးပြီးဗိုလ်တအူထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း PDF တက်ကုံ Battalion A03 မှာ တည်ရင်မှုရဲဘော်ကြမွန်ကသတင်းဌာနကိုပြောကြားပါတယ်။နိုဝင်ဘာလ17ရက်နေ့ည9:45မိနစ်ခန့်တွင်တက်ကုံမြို့နယ်ရန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်အမှတ်239ရှိအကြမ်းဖက်စစ်တပ်၏လေကတရားဂိတ်စခန်းကိုနှိပ်ပြီးတော့တက်ကုံ PDF တည်ရင်အမှတ်803မှာဒေါ်လာရေးတက်ဖွဲ့များကဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထိုထိတွေ့တိုက်ပွဲသည်မိနစ်30ခန့်ဖြစ်ပွားခဲ့ပြီးအကြံဖတ်စစ်တပ်မှနှစ်ဦးသေဆုံးကဗိုလ်တအူးထိခိုက်ဒဏ်ရာရရှိပြီးဆေးရုံတင်ထားရကြောင်း တိုက်ခိုက်မှုပြုလုပ်ပြီးနောက်တော်လန်ရေးရဲဘော်များထိခိုက်မှုပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါဗျ။စစ်ခွေးအင်အားက15ရောက်လောက်ရှိမိန်ဂိတ်စခန်းအသေးပါစစ်ခွေးတည်စီရင်ထတ်တိုးတည်ဆုံးလာမျိုးမကြမိဘူးကျွန်တော်တို့ကတော့နေပြီးတော့တိုင်းစစ်ဌာနတွေဖြစ်လို့နေပြီးတော့အဝင်းဝိုင်းကိုပျောက်ကြားတိုက်ခိုက်ဖို့အမြဲကြိုးစားနေပါပါဟု PDF တပ်ကုံ Battalion 803မှတိုက်ရင်မှုရဲဘော်ရာမွန်ကပြောဆိုပါတယ် ထိုးထိုက်ခိုက်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးအမြန်လန်းအနောက်ဘက်ခြမ်းကျေးရွာများကိုအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းထိုးနေပြီးကျေးရွာနေပြည်သူများစစ်ရေးတရဖြင့်သွာလာနေထိုင်ကြရန်တရင်မှုရဲဘော်ရာမွန်ကဆက်လက်ပြောဆိုပါရယ်။ကျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။